ဇနီးမောင်နှံဘဝမှာမြတ်စွာဘုရားချီးမွမ်းတဲ့အရှိချင်းတစ်ခုကဘာလို့ဆိုဓမ္မစီဝီနေ့စဉ်အသက်မွေးဝမ်းကြောင်းလူတွေမှာ livelihood ဆိုတဲ့အသက်မွေးဝမ်းကြောင်းရှာဖွေကြရတယ်အဲ့ဒါလို့အသက်မွေးဝမ်းကြောင်းရှာဖွေစုဆောင်းတဲ့အခါမှာဒုစရိုက်ကိုအသုံးမပြုအောင်ဒုစရိုက်ကိုယဉ်နှီးပြီးတော့ရှာဖွေလို့ရှိရင်ဓမ္မစီဝီမဖြစ်ဘူးအဓမ္မစီဝီဖြစ်တယ် ဓမ္မစီဝီဆိုရင်ကိုချင်းတရားအပြည့်ပြားမခံမဲနဲ့တရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာနဲ့အသက်မွေးတယ်ဓမ္မိယလတ္ထတရားနဲ့ရှင်ပြီးတရားကိုချင်းတရားဒုစရိုက်တရားဒုစရိုက်တရားတွေမပြည့်ပြားစေဘဲနဲ့အသက်မွေးဘဝကြောင်းအသက်မွေးဖို့သောဝနေပြည့်စုံမှုရှာဝေစုဆောင်တဲ့ပုဂ္ဂိုလ်တမွေးဝမ်းကြောင်းရှိတဲ့ပုဂ္ဂိုလ်မျိုးဓမ္မစီဝီလို့ခေါ်တယ်အဲ့တော့ ဘုရားဘာသာဝင်သူတော်စင်တွေဟာဓမ္မစီဝီပဲဖြစ်ရမယ်ဓမ္မစီဝီဖြစ်ဖို့အတွက်မြတ်စွာဘုရားကဘုရားဘာသာဖြစ်လာလို့ရှိရင်အယောင်းဝယ်မလုပ်ရမယ့်အရာ၅မျိုးဆိုပြီးတော့ဟောထားတာရှိတယ်နံပါတ်1ကဘာလို့ဆိုတတ္ထဝနိစ္စလက်နဲ့အယောင်းဝယ်မလုပ်ရဘူးဒါတစ်ဖက်သားကိုထိခိုက်နိုင်တယ်ပေါ့လက်နဲ့ဆိုတာမျိုးကသရဝါကိုပဲဖြစ်စေတရိษံကိုပဲဖြစ်စေလူကိုဖြစ်စေ တတ်နိုင်ဖြတ်နိုင်တဲ့အရာမျိုးဖြစ်ရွယ်ချက်မကောင်းဘူးပေါ့ဒါကြောင့်မို့လို့လက်အယောင်ဝင်မလို့နောက်တစ်ခုကတတ္တဝနိစ္စတတ္တဆိုတာသူတိုင်းပြရင်တော့တတ္တဝါအဲ့ဒီနေရာမှာတတ္တဝါဆိုတာတခြားမဟုတ်ဘူးတဲ့ဒီနေရာလူကုံကူးတာပြောတာအဲ့ဒါလူကုံကူးတဲ့အလုတ်မျိုးလည်းပဲဘုရားဘာသာဝင်နေမလို့ရဘူးလို့ဒီလိုဆိုကြုံဖြစ်ရောင်းစားတာပေါ့နော်မန္တဝနိစ္စ အသားပေါ်တဲ့တရားမျိုးတွေဝိမှုမလို့ရဘူးလို့ဒီလိုပြောတယ်။ဝိတဝနေစာအစိတ်တွေအယောင်းဝယ်မလို့ရဘူး။တရားတွေသိစေတတ်တဲ့အစိတ်တွေ။မစ္ဆဝနေစာမူရစေဝအယောင်းဝယ်မလို့ရဘူး။ဒီလိုဆုံးလို့လား။အဲ့တော့အဲ့ဒီ၅မျိုးစလုံးဗုဒ္ဓဘာသာဝင်တွေရှောင်းတာရှောင်းပြီးတော့ရိုးရိုးသားသားအသက်မွေးပြီဆိုရင်ဓမ္မစီဝီလို့ခေါ်တယ်။အဲ့တော့ဇနီးမောင်နှံနှစ်ဦးစလုံးဟာ ရိုးရိုးသားသားနဲ့ကိုချင်းတရားမပြတ်အသက်မွေးပြီဆိုလို့ရှင်ဖះချီးမွမ်းပွေရာဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ကိုက်နေတယ်ဇနီးမောင်နှံနှုတ်ဟာချစ်ချစ်ခင်ခင်နဲ့တူတူတိုင်းတိုင်းပင်ပင်နဲ့အခုလိုနေကြတဲ့ဘဝဟာအတ္တမငြိမ်းချမ်းတယ်တဲ့မြတ်စွာဘုရားဟောတာအဲ့လိုတူနဲ့တူချစ်ချစ်ခင်ခင်နေကြပြီဆိုလို့ရှင်ကောင်းကျိုးချမ်းသာတွေအများကြီးဖြစ်တယ်ဖာတုကံဥပ္ပဆိုင်တိနေလို့ထိုင်လို့အတ္တမချမ်းသာတယ်တဲ့ နော်ချမ်းသာတယ်နှစ်ပေါင်း90ကျော်မယ်60ကျော်မယ်တက်ရှိတဲ့ဘဝကျင်မော်ဖြစ်လက်တွဲပြီးတော့သွားကြတယ်ဇနီးမောင်နှံဘဝနှစ်ဦးစလုံးဟာကိုချင်းတရားကောင်းကြပြီကိုချင်းသီလနဲ့ပြည့်စုံပြီဆိုလို့ရှိရင်တော့မတည့်တဲ့လူတွေအတွက်တော့ဝမ်းနည်းစရာကြီးပဲဒါလေးကလည်းပါသေးတယ်နော်မတည့်တဲ့လူတွေအတွက်ဝမ်းနည်းစရာကြီးတဲ့ဘာဖြစ်လို့တော့ဆိုသူတို့ကအဆိုးဖြစ်စေချင်တာအဆိုးမဖြစ်ဘူးလေ ကိုယ်မတက်တဲ့လူကမကောင်းဟိုမကောင်းတာဖြစ်တာသဘောကျတယ်ကြီးပွားပြီးတော့ငြင်းငြင်းချမ်းချမ်းနေတာကိုမမြင်ရဘူးမမြင်ချင်ဘူးအဲ့ဒီပုံကိုယ်တွေဟာစိတ်ပြက်လက်ပြက်ဖြစ်သွားရမယ်ဒီလိုဆိုလို့ဟာကြောင်းများတော့เนาะအမိတ်တာထုံမနာဟွန်းတိရန်သူတွေကတော့ဝမ်းနေစရာကြီးဖြစ်သွားတာပေါ့တဲ့ဇနီးမောင်နှံနှစ်ယောက်ကိုချင်းသီလပြည့်ပြည့်ဝဝနဲ့နေကြပြီဆိုလို့ရှိရင်မတည့်တဲ့ရန်သူတွေကတော့ဝမ်းနေစရာကြီးပဲပေါ့ ဆိုပြီးတော့မြတ်စွာဘုရားကအကျိုးကျေးဇူးကိုဖော်ထုတ်တဲ့အခါမှာဣဒ္ဓဓမ္မံစရိတဝါဏဣဒ္ဓဆိုတာသူတို့နေတဲ့ဘဝကိုလည်းယဉ်ညွှန်းတာဖြစ်တယ်။တနည်းအားဖြင့်တော့ယသယဗုဒ္ဓရဲ့သာသနာကအချင်းစင်ကိုယဉ်ညွှန်းတာလည်းဖြစ်တယ်။ဣဒ္ဓဓမ္မံစရိတဝါဏဒီသာသနာကအချင်းတရားသို့မဟုတ်လူပုံလူဘဝမှာ လူတွေကျင့်ရတဲ့အကျင့်တရားကိုကျင့်ကြံသို့ကြိုးကုပ်အားထုတ်တမသီလပဒဥပ္ပနှစ်ဥစလုံးအကျင့်တရားကိုချင်းသီလတူညီချပြီးတော့တဲ့ဒီလိုကျင့်သုံးနေထိုင်သွားကြတဲ့ဇနီးမောင်နှံဘဝဟာနန္တိနောဒေဝလောကတမေမောထန္တိကာမကာမိနောဘဝအဆုံးသတ်သွားတဲ့အခါမှာနတ်ပြည်မှာလဲပြောကြအောင်ပါပဲတဲ့ဆက်ပြီးတော့လူကျင်တာတွေရပြီးတော့ မောထန္တိကာမကာမိနောကာမဆိုတာလူချင်းစရာတွေကိုကာမိလူချင်းတာတွေပြေဝပြီးတော့လူချင်းစရာတွေကိုသာလင်လူချင်းပြီးတော့ဝမ်းမြောက်ပျော်ရွှင်ပြီးတော့နေကြအောင်ပါပဲဆိုလိုတာကဒီဘဝမှာအကျင့်ကောင်းကောင်းနေသွားတဲ့ပုဂ္ဂိုလ်ဟာနောက်ဘဝမှာလည်းပဲဝမ်းမြောက်ဝမ်းသာဖြစ်အောင်ပါပဲနတ်ပြည်ရောက်ပြီးတော့ပျော်ရွှင်ချမ်းမြေ့ကြရအောင်ပါပဲအဲ့ဒီမှာရသော်ဘုရားက တုတ်တုတ်မှာဟောထားတာလေးလေမှတ်သားစရာလေးတခုပေါ့မြန်မာလူမျိုးတွေမှာရှိတယ်လေအစင်ပြေကြတဲ့ဘဝမျိုးကနေပြီးသွားတဲ့အခါမှာဘဝဆက်တိုင်းဆက်တိုင်းဆိုပြီးတော့တွေးကြသေးတယ်နော်ကျန်တဲ့ဘဝငယ်ငယ်တုန်းကဆူတောင်းတာတွေကြားဘူးတယ်ငှက်ဖြစ်ရင်လည်းတခိုင်းနေတို့ဒါမျိုးတွေကြားဘူးတယ်အဲ့တော့မြတ်စွာဘုရားကဘဝဆက်တိုင်း ကြုံတွေ့ခြင်းလို့ရှိရင်နဲ့ကြုံတွေ့နိုင်တဲ့ဇနီးမောင်နှံတွေဟာဘဝဆက်တိုင်းကြုံတွေ့ဖို့ရတဲ့ဘာဖြစ်ရမလဲဆိုတမတ္တထာယုံကြည်မှုတူရမယ်တဲ့တမသီလာကုချင်းတရားတူညီစွာရှိရမယ်တမစာကစွန့်ကြဲမှုတူညီရမယ်တမပညာအသိပညာချင်းတူညီရမယ်လို့ဒီလိုအချက်၄ချက် ခုချိန်မှာသရတရားလည်းတူမယ်သီလလည်းတူမယ်စာကားကုံခြင်းလည်းတူမယ်ပညာခြင်းလည်းတူမယ်ဆိုလို့ရှင်ဒီတူလေးတူနဲ့ပြည့်စုံလို့ရှင်ဘဝဆက်တိုင်းဟာတွေ့နိုင်ပါတယ်တဲ့